ခဲ့တဲ့ရက်သက်သက်ပတ်အတွင်းဆိုရှယ်မီဒီယာတွေမှာသတင်းအတုသတင်းအမှားများစွာပြန့်နှံ့ခဲ့တဲ့အနက်အစည်းအဝေးပြုလုပ်နေစဉ်လေကြောင်းပုံကျဲခံရမှုကြောင့်ဦးဦးလာစွာသေဆုံးဆိုတဲ့သတင်းအမှားနဲ့ မော်တိုက်ပွဲမှာ KIA PDF တွေရှုံနေနေပြီးစစ်ကောင်စီတပ်ကအနိုင်ရရှိနေတဲ့ဆွေသတင်းအမှားနှစ်ပုဒ်ကို MPA ဖက်ချက်တင်ကအချက်လက်စစ်ဆေးနိုင်ခဲ့ပါတယ်။ပထမသတင်းအတပုတ်အနေနဲ့ကြပြဆရာ၊စာရေးဆရာ၊ဝိုင်းရင်ရခိုင်နိုင်ငံရေးသမားဦးဦးလာစောဟာလေချောင်းကင်စာကြောင့်စိတ်ကူးတရင်တိတ်ဆုံးမှုကိုစစ်ကောင်စီတပ်ကအစည်းအဝေးကိုလေချောင်းပုံကျဲတိုက်ခတ်ရာရရှိခဲ့တဲ့ဒဏ်ရာတွေကိုကူးတရင်တိတ်ဆုံးခဲ့တယ်လို့စစ်ကောင်စီတပ်ဝါရဖြန့် Telegram Channel တွေကသတင်းအမှားဖြန့်ဝေခဲ့ပါတယ်။ ရှင်မြန်မာကိုသက် Telegram Channel ကမေ6ရက်ညပိုင်းမှာဥဥလဆော်ရဲ့ဓာတ်ပုံကိုအသုံးပြုပြီးဥလဆော်သည်လေကြောင်းကင်ဆာရောဂါဖြင့်သေဆုံးခြင်းမဟုတ်ကြောက်တော်ရှိအေးအေးအကြီးအကဲများအစည်းအဝေးလုပ်နေစဉ်စစ်တမတည်တင်းအတိအကျရရှိပြီးလေကြောင်းတိုက်ခိုက်ရာဥလဆော်သည်ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးအိန္ဒိယနိုင်ငံမီဇိုရမ်တွင် စေကူတမှုခံယူရင်းသေဆုံးသွားခြင်းဖြစ်သည်လို့យေတာဖြန့်ဝေထားပါသည် ကုကဲမှာဦးဦးလာစွဲကွဲလွန်ဆိုတဲ့စာသားနဲ့ရှာဖွေကြည့်ရ BBC, RFA, People's Prince တဲ့ media တွေကရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ သတင်းမီဒီယာတွေမှာမြောက်ဦးမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကဗျာဆရာစာရေးဆရာအမောင်းခိုင်အောင်စစ်တွေခေါ်ဦးဦးလာစောသည်လက်ချောင်းကင်စာယောဂါကို2023ခုနှစ်ကစတင်ခန်းစားခဲ့ရကြောင်းကာလကြာရှည်ခန်းစားနေရသောလက်ချောင်းကင်စာယောဂါကိုစိတ်ကူးတမှုခံယူနေစဉ်အာရခတ်တတော်အေအေထိန်ချုံမြို့နယ်တခု၌2025ခုမေ9ရက်တွင်ကွဲလွတ်သွားခြင်းဖြစ်ကြောင်းရေးသားဖော်ပြထားကြပါသည် ဝိုင်းရင်ရခိုင်နိုင်ငံရေးသမားဦးဦးလာစွာဟာလေကြောင်းကင်ဆာရောဂါကိုစိတ်ကူးတာမှုခံယူရင်း2025ခုနှစ်မေ9ရက်မှာတည်ဆုံခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဝါရဖြန့် Telegram Channel တွေကဖြန့်ဝေထားတဲ့ကြောက်တော်အစည်းအဝေးလေကြောင်းပုံကျဲတိုက်ခိုက်ခံရမှုကြောင့်ဦးဦးလာစွာတည်ဆုံဆိုပြီးဖြန့်ဝေထားတာကသတင်းအမှားဖြစ်ပါတယ်။ နောက်ထပ်သတင်းအမှားတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ပမော်မြို့မှာတိုက်ပွဲပြီးဆုံးသွားပြီး KIA PDF တွေရှုံးနေပြီးတော့စစ်ကောင်စီတပ်ဘက်ကအနိုင်ရရှိခဲ့တဲ့ဆိုတော့ဝါရဖြန့်သတင်းအမှားအကြောင်းအရာတွေကစစ်ကောင်စီတပ်ဝါရဖြန့်တယ်လီဂရမ် channel တွေမှာပြန့်နှံ့ခဲ့ပါတယ်။ ကြော်စွာ Telegram Channel ကမေလ၈ရက်နေ့ညနေပိုင်းမှာမမော်တိုက်ပွဲအဆုံးသတ်သွားပြီဖြစ်ကြောင်းထိုးစစ်ဆင်နိုင်စွမ်းမရှိတော့တဲ့ KIA PDF တွေကမေလ၈ရက်နေ့နနက်ပိုင်းမှာမြို့တွင်ကနေဆုတ်ခွာသွားကြပြီဖြစ်ကြောင်းထွက်ပြေးဆုတ်ခွာရမှာဒေတာကံပြည်သူအချို့ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း KIA PDF အချို့လက်နက်ချအလံဖြူထောင်နဲ့လောင်ဆက်တဲ့တဲ့င်းတွေကိုကြားရတော့မယ်အကြောင်း ငါးလနေပါကြာမြင့်ခဲ့တဲ့ပုံမော်တိုက်ပွဲမှာ KIA နဲ့ထိုးစစ်အားလုံးကိုစစ်ကောင်စီတပ်ကရိုက်ချိုးအနိုင်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းရေးသားဖြန့်ဝေခဲ့ပါတယ်။ဂူကဲမှာပုံမော်တိုက်ပွဲအခြေအနေဆိုတဲ့စာသားနဲ့ရှာဖွေကြည့်တဲ့အခါ DBB, People's Sprint နဲ့ Narendra သတင်းမီဒီယာတွေမှာရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ သတင်းမီဒီယာတွေမှာပုံမော်မျိုးမျိုးတွင်နေရာအနက်အပြားမှာတိုက်ပွဲတွေပြင်းထန်နေကြောင်းပုံမော်မျိုးတွင်စစ်ကောင်စီတပ်ဆွဲထားတဲ့အရေးကြီးမျိုးတွင်ရက်ွက်နေရာအချို့ကို KIA နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ထားပြီးဖြစ်ကြောင်း စကခ21အတွင်းတိုက်ပွဲတွေဖြစ်ပွားနေပြီး KIA အနေနဲ့လက်ကျန်တပ်စခန်းတွေကိုအပြင်းအထန်တိုက်ခိုက်နေကြ။ဗမော်မြို့တွင်တိုက်ပွဲအတွင်းဖမ်းမိခဲ့တဲ့စစ်ကောင်စီတပ်ရဲ့တပ်မိသားစုဝင်တွေပါဝင်တဲ့တုံ့ပြန်160ကျော်ကိုတိုက်ပွဲဖြစ်ပွားရာမြို့တွင်ကနေမြို့ပြင်နေရာကို KIA တပ်ဖွဲ့တွေကခေါ်ထုတ်နိုင်ပြီးဖြစ်ကြောင်းစစ်ကောင်စီဘက်ကလေကြောင်းအပါဝင် drone တွေနဲ့ပုံကျဲချခြင်းတွေပြုလုပ်နေပြီးဗမာမျိုးမကြရေးအတွက်အပြင်းထန်ဟန်တာနေတဲ့အကြောင်း ။ဗမော်တိုက်ပွဲအခြေအနေတွေကိုဖော်ပြပေးနေတဲ့ဗမော်စကောက်တင်ရဲ့ Facebook စာမျက်နှာမှာမင်းရှိရက်ကဗမော်စစ်ရှောင်းတွေစုစည်းနေတဲ့ကန္နာရိတ်တာဖုန်ကြီးချောင်းကိုလေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့ရာစစ်ရှောင်းပြည်သူ73ဦးသေဆုံးပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြံရှိနေတဲ့လက်ကျန်စစ်ရှောင်ပြည်သူ380ကျော်ကိုတော်လန်ရေးတပ်ဖွဲ့တွေကဘေးလွတ်ရာကိုခေါ်ယူပို့ဆောင်ပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။ပုံပုံမြို့မှာ KIA ပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေပြီး KIA နဲ့ပူပေါင်းတပ်တွေကစစ်ကောင်စီလက်ကျန်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ကောင်စီကလေကြောင်းပစ်ကူတွေနဲ့ခုခံတိုက်ခိုက်နေကြောင်းလေကြောင်းတိုက်ခိုက်မှုကြောင့်ဆစ်ဆောင်ပြည်သူများသေဆုံးခဲ့ကြောင်းစစ်ကောင်စီဘက်ကလက်နက်ချစစ်တုံးမှန်မိသားစုဝင်တွေနဲ့ဗမာမျိုးကဆစ်ဆောင်ပြည်သူတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေကဘီလို့ရခေါ်ထုတ်သွားပြီးဖြစ်ကြောင်းရေးသားဖော်ပြထားကြပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဝါရဖြန် Telegram Channel တွေမှာပြန့်နှံ့နေတဲ့ဗမော်မျိုးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအနိုင်ရရှိပြီးမျိုးတိုက်ပွဲပြီးဆုံးဆိုတဲ့အကြောင်းအရာဟာသတင်းအမှားဖြစ်ပါတယ်။